ခမီးတော်တာတော်တန်ရှင်းတော်မညင်တော်ဤနာမတော်မြတ်၌အာမင်ဖျားသခင်သည်တင်တို့နေရှိပါစေကိုရိုက်ဝိညာဉ်နဲ့လည်းရှိပါစေယေရှုရှင်လုံးတော်ရဲ့ကောင်းကြီးတော်တင်းထုံလွှမ်းခြုံနဲ့စတိစိတ်ကြောင့်တာမန်ကာလစနေနေ့ညချမ်းဖြစ်ပါစေလို့ဦးစားပထမ Father ဆုတောင်းမြတ်တာပို့တာရနဲ့နှစ်ဖန်က2025မိကန်ဒါဒနာတော်ကြီးရဲ့ ကိုရမြက်ပွဲတော်ကြီးတနင်္ဂနွေနေ့မှာဖကြထုတ်ရှိမယ်အကြောင်းအရာလေးစန်းစာတော်မြတ်ကိုအတူတူကဖတ်ရှုအတူတူကထောက်ရှုမှာဖြစ်ပါတယ်ဆိုတော့ဓပန်ကဟာဖာသာတို့ဒီကိုရမြက်ဆက်ရမန်သူရဲ့ပွဲနေ့ကိုရမြက်ပွဲပွဲတော်ကြီးဖြစ်ပါတယ်ကိုရမြက်ပွဲတော်ကြီးကိုနောက်ဖာသာတို့ဒီဂရိဘာသာစကားနဲ့ပျော်ကြီးဘောဟာခါရခေါ်မယ်ဆိုရင် ယူခရစ်လို့ခေါ်ပါတယ်။အဲ့ဒီယူခရစ်ဆိုတဲ့အဓိပ္ပာယ်ကဘာကိုဆိုလိုတာလဲဆိုရင်ဟောဒီယေရှုဆက်တင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဘာကြောင့်မို့ဒီကိုရောမြတ်အာဒီမိစာတရားပူဇော်ခြင်းကိုယူခရစ်လို့ဘာကြောင့်မို့သတ်မှတ်ရတယ်ခေါ်ရတယ်ဆိုရင်ယေရှုသခင်ဟာသူ့ခမည်းတော်ဖျားရဲ့အလိုတော်ကို ူဟာခမီးတော်ပြောတကယ်ချက်တယ်ဆိုတာကိုနောက်ဒီခမီးတော်ပြရဲ့လူတော်ကိုအစကနေအဆုံးထိသက်ဆံတည်ကြည်စွာနဲ့သက်ဆာရှိစွာနဲ့ဘာတစ်ခုမှကိုယ့်ရဲ့အလူဆန္ဒမပဘဲနဲ့ခမီးတော်ပြရဲ့လူတော်ကို နောက်ဒီတန်တန်ကလေးသူဖြည့်စည်းနိုင်ခဲ့တာကြောင့်မလို့ဘုရားသခင်ကို နောက်ဒီကျေးဇူးတင်နေနဲ့နောက်သူနောက်ဆုံးပူဇော်ခဲ့တဲ့အရာဖြစ်ပါတယ် ဟာပူဇော်တာလေဆိုရင်ဒီဂျာတာရနေ့ညမှာနော်ဒီယေရှုသခင်ကမုံတော်နဲ့စပြည့်ရည်ကိုယူပြီးယေရှုတော်ကြီးဝမ်းပြီးတော့မှငါ့ရဲ့အသားကိုစားငါ့ရဲ့ပြေးကိုတောက်ဆိုပြီးတော့မှသူ့ရဲ့တပည့်တော်ယေရှုကိုပေးလိုက်ခြင်းအဲ့တော့ကပေါ့တိုးတက်ပြီးတော့မှနော်ဒီရှေ့ပြေလောက်ဆောင်မှုဖြစ်တယ်လေဆိုရင်တောက်ကြနေကြီးမန်ဝဲ၃နိုင်မှာလောကကတိုင်ပေါ်မှာယေရှုသခင်ဟာ နော်ဒီသူ့ရဲ့ခန္ဓာကိုယ်ကိုပူဇော်မဲ့နော်ဒီပူဇော်ခြင်းကိုကြိုတင်ပြီးတော့မှယေရှုသခင်နော်ဒီလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။အဲနော်ယေရှုသခင်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာဘောင်းယေရှုသခင်ကနော်ဒီကျန်တဲ့တရားဒေသနာဟောကြားတဲ့ချိန်မှာသူများတွေရဲ့နော်ဒီအဒီဂျူးဘာသာအကောင်းဆောင်တွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုသူကြုံရတယ် သူ့ကိုလှုပ်ကြံမှုအကျဉ်းစီးတယ်ဒါတွေအားလုံးကတော့တော့ခံရတော်တော်ဖြတ်တယ်တတော်လည်းပဲတော့ခံရမ်းစရာကောင်းတယ်ဒါမဲ့ယေရှုသခင်အဲ့လောက်ကြီးတော့ဒီမခံရမ်းနိုင်ဘူးနောက်ဆုံးဘာဖြစ်တာလဲဆိုရင်တော့တကယ်ရာဇဝင်လူဆိုးကြီးလို့တဘာကတိုင်ကောင်မှာတန်သက်ခံရတဲ့ဒီအချက်ချင်းဒီအထိကိုယေရှုသခင်ကခမည်းတော်ဖျားရဲ့အလိုတော်ကိုတော့ဒီလှုပ်ဆောင်ပြီးတော့မှခမည်းတော်ရဲ့အလိုတော်ကို မီးတော်ရဲ့ญาติတော်ကိုသူဟာနာခံပြီးတော့မှခမီးတော်ဖျားကိုချစ်ကြောင်းပြသခဲ့တာဒါကြောင့်မို့ကိုရိုမြန်ဆက်ရက်မန်ဒူးဟာပြောမယ်ဆိုရင်ယေရှုသခင်ခမီးတော်ဖျားကိုဘယ်လောက်ထိချစ်တယ်လဲပြီးတော့မှခမီးတော်ဖျားလူသားတွေဘယ်လောက်ထိချစ်တယ်လဲဆိုတဲ့အဲ့ဒီပဒိညာတိတ်ရာချက်ပါတယ်။နော်ပဒိညာတိတ်ရာချက်ပါတယ်။ဒါကြောင့်မို့ဒါဟာယုခရစ် the father ကိုခေါ်ရခြင်းရဲ့အနက်အဓိပ္ပာယ်ချက်ပါတယ်။ ကျေးဇူးဆက်တင်ခြင်းအမှုကျေးဇူးဆက်တင်ခြင်းเนาะဒီကျေးဇူးဆက်တင်တဲ့เนาะဒီအမှုဖြစ်တယ်ဆိုတာကိုเนาะ Father တို့အမြဲတမ်းအသိရှိစေတယ်ဒါကြောင့်မို့ Father တို့အနေနဲ့เนาะတကယ်ပဲကိုယ်ဟာဖျားသခင်ကိုကျေးဇူးဆက်တင်တက်တဲ့သူ့ရဲ့တာသမီတွေချက်တယ်ဆိုရင်เนาะဒီကိုယ့်ရဲ့အလိုထက်ဖျားရဲ့အလိုတော်ကိုလောက်ဆောင်နိုင်ဖို့ရင်အတွက်ကိုရောမြတ်ဆက်ရမန်တူးကို ထိုက်တိုက်တန်တန်ပိတ်ယူခြင်းအားဖြင့်နော် Father တို့ဒီတပ်တည်ပြဖို့လူအပ်တယ်ဆိုတာကိုအငြေတမ်းနဲ့နော်တတိယစီဖို့အတွက်ငါ့ကိုအောင်းမတတိယခြင်းကဣနီတူပြုပါလို့ယေရှုသခင်ပြာဒိတ်တော်ပြီးခဲ့ပါဒါကြောင့်လို့ယုခရစ်လို့ခေါ်တဲ့နော်ဒီအာကိုရောရှင်ရဲ့အာပြီးတော့သားတော်ဟာပြောမယ်ဆိုရင် Father တို့ဤစာတရားတော်မြတ်ကိုနော်ဒီရည်မှန်းခြင်းဖြစ်ပါတယ်ဒါကြောင့်လို့ ဖာဒါတို့ဒီ theology အရာမှန်မှန်ကန်ကန်เนาะတုံးတုံးပဲဆိုရင်ယုခရစ်ဆိုတဲ့ဒီစကားလုံးဟာပုံပြီးတော့မှเนาะဒီအတိတ်ပဲတက်ရောက်တယ်တကယ်ပဲဒီယေရှုသခင်ရဲ့ပူဇော်ခြင်းကိုเนาะအနှစ်သာရပုံမူပေါ်လွင်စေတဲ့အရာဖြစ်ပါတယ်ဆိုတော့နောက်ဖာဒါတို့ဒီကုရမြတ်စကရမင်တူရဲ့ဒါဒီကြည့်လိုက်လို့ရှိရင် ရိုမီဆက်ကရမန်တူကိုဖာသာတို့အားလုံးသိတဲ့အချိန်မှာကြာသာပြီနေ့ကြီးမှာတီချောင်ခဲ့တယ်။ယေရှုသခင်ကိုရောတိုင်းတီချောင်ခဲ့တယ်။ဒီကိုရိုမီဆက်ကရမန်နဲ့ပတ်သက်ပြီးတော့မှတချို့ကပြောကြတယ်။အာဒါအမေရဖို့အတွက်ပဲလို့ပြောတယ်။ဖာသာတို့ကက်လစ်သာသနာတော်ကြီးဟာအမေရဖို့ကိုယေရှုသခင်ရဲ့နော်လားသွေးတော်တောင်းတော်တကယ်ဖြစ်တယ်ဆိုတာကိုယုံကြည်တာ။ဘာကြောင့်လဲ။ဒါဟာယေရှုသခင်ကိုရောတိုင်းနော်ဒီ จาตาเรญามาသူ့ရဲ့တပည့်တော်ကြီးတွေနဲ့မုံတော်ကိုယူပြီးတော့မှမင်္ဂလာစကားပြုဆိုပြီးတဲ့အခါမှာအဲ့ဒီမုံတော်ဟာယေရှုသခင်ကင်လိုက်တဲ့ဒီအုံတော်ဟာအသားပြတ်တော်ဘူး။နောက်သွေးစိမ့်နဲ့နေတဲနေတဲ့ထောင်းနေတဲ့အသားကြီးဖြစ်မတော်ဘူး။မုံကမုံပဲ။ဒါပေမဲ့ယေရှုသခင်ပါလို့လိုက်တယ်။ငါ့ရဲ့အသားကိုယူပြီးတော့မှစားပါလို့ယေရှုသခင်မိန်ကြားထားတယ်။ပြီးတော့မှ စကြင်ကြီးပါတဲ့ကွက်ကိုလည်းယူပြီးတော့မှမင်္ဂလာစကားရွတ်ဆိုလိုက်တယ်ငါ့ရဲ့သွေးကိုယူပြီးတော့မှတောက်တာလို့ရေစွေးသခင်အဲ့လိုမင်းကြားလိုက်တယ်အဲ့ဒီသွေးကိုတောက်တဲ့အခါမှာနော်သွေးညီနဲ့နေနဲ့နော်ဒီထောင်းနေတဲ့သွေးကိုတပည့်တော်ကြီးတွေတောက်ခဲ့တာမဟုတ်ဘူးနော်ဆိုတော့အဲ့ဒါကဘာလဲဆိုရင်ယေရှုသခင်ကိုတော်တိုင်နော်ဒီကျင်းမာခဲ့တဲ့တောင်ဆုံးညစာစာဝဲမှာလည်းပဲမင်္ဂလာစကားဆိုပြီးတော့ငါ့ရဲ့အသားဥစားငါ့ရဲ့သွေးကိုတောက်လို့ ယေရှုသခင်အဲ့လိုမျိုးတော့ဒီပြညတ်ခဲ့ပြီမဲ့တကယ်အသားကိုတော့ဒီစားခဲ့ကြတာမဟုတ်ဘူးသွေးကိုတောက်ခဲ့ကြတာမဟုတ်ဘူးထို့သူပဲဒီစကားအတိုင်းပဲနော်ဖာသာတို့နတ်ဘန်တာဖတ်တဲ့ဒုတိယကျမ်းစာထဲမှာတော့ဒီတမ်တမ်ဘောလူအဒီကောရင်တူအော်ဝါကစားပထမဆောင်ထဲမှာမာတွေ့ရတယ်လေဆိုရင်နော်တမ်ဘောလူကပြောတယ်နော်သူဟာ ဒီတော်တင်ချက်တွေကိုပေးတာဟာသူစိတ်ကူးနဲ့သူရဲ့စိတ်ကူးစိတ်ဒဏ်နဲ့သူပေးတာမဟုတ်ဘူး။နော်ယေရှုသခင်ကိုရော်တိုင်ကျင်းပခဲ့တာကိုသူတွေ့ခဲ့တယ်လို့သူအဲ့လိုရေးထားတယ်။ဆိုတော့ဒီနေရာမှာဖာသာတို့စဉ်းစားစရာကတန်ပေါ်လူဟာယေရှုသခင်တက်ရှိထင်ရှားတဲ့အချိန်မှာအဲ့လိုညနေကျန်းစာတွေ့ခဲ့တဲ့သူရောကြီးထဲမှာသူမပါဘူး။နော်သူမပါဘူး။ တန်ဘောလူကတော့ဒီယေရှုသခင်ကောင်းရဲ့မုံကို တက်ကြွသွားပြီးတဲ့နောက်ပိုင်းတပည့်တော်ယူတွေတော့ဒီဣသရေလတိုင်းပြည်ပြီးတော့မှအာရှမိုင်းနာလို့ခေါ်တဲ့ဒီနီးတဝိုက်မှာရှိတဲ့ဒေသတွေကိုသွားပြီးတော့မှယေရှုသခင်ရဲ့ပြည့်ညတ်စကားအတိုင်းပဲသင်တို့တော့ကဘာရဲ့ရက်ကိုသွားပြီးတော့မှဝိညာဉ်တော်ရီကိုအေဝံဂေလိတရင်ကောင်းကိုတောင်းပြီးတော့မှကြီးညာပါလို့တော့မင်ကြားခဲ့တဲ့အချိန်ပဲ တပည့်တော်ကြီးတွေတွားပြီးတော့မှတရားရည်စနာဟောကြားတဲ့အခါမှာတော့ယေရှုသခင်ကိုတော်ဝင်ယုံကြည်တဲ့ခရစ်ယာန်တွေအများကြီးတိုးပွားလာခဲ့တယ်။အဲ့ဒီအချိန်မှာအဲတန်ပေါ်လူဟာပေါ်လူဟာတွားပါဆက်လာတယ်ဆိုရင်လာတယ်။နော်ဆိုရင်လာတယ်။ဘာကြောင့်လဲ?ဒီဂျူးလူမျိုးတွေအားလုံးကယေရှုသခင်ရဲ့တရားတော်ကိုတော်ဝင်ယုံကြည်တဲ့သူတွေဖြစ်သွားပြီးတော့မှသူတို့ရဲ့ဂျူးဘာသာဝင်တွေညော့နေတွားတော်မယ်။ပြီးတော့မှဒီလူတွေဟာတော့ဒီ သာသနာချက်တည်းဆိုပြီးတော့မှအသက်လူမျိုးတော့မှိုင်းတိုက်တယ်။မှိုင်းတိုက်တဲ့အပြင်ကိုထိလက်ရောက်တယ်ပဲဒီယေရှုသခင်ရဲ့တရားတော်ကိုတောက်ပံယုံကြည်တဲ့တော့ဒီရှေ့ဦးခရစ်ယာန်တွေကိုဖန်ဆီးတဲ့နှိပ်စက်တဲ့အကျဉ်းတော်တွေကိုဖန်တဲ့အဲဒီကမှတော့ဒီပေါ်လူဟာတရက်ဒမတ်စကပ်မြို့ကိုသွားလန်ကူလက်မှာတော့ဒီယေရှုသခင်ရဲ့ယူပါယူပြတော်ပဲသူမြင်လိုက်ရတယ် ဒါသူเนาะမြင်တွေ့လိုက်ရတဲ့เนาะအခြေအနေတစ်ခုပဲယေရှုသခင်နဲ့ပတ်ပန်းတိုးတာဒါပဲရှိတယ်။ယေရှုသခင်တက်ရှင်တဲ့အခါမှာနောက်ဆုံးမြစာစာပွဲတည်ခင်းတဲ့အခါမှာသူမရှိဘူး။ဒါပေမဲ့ဒီကိုရင်ဒူအောဟာစာပရမစာအုပ်မှာသူဘာပြောရသလဲဆိုရင်သူမြင်တွေ့ရတယ်လို့သူပြောတာ။အဲ့ဒီမှာဘာလို့ဆိုလို့တလဲဆိုရင်တန်ပေါ်လူကနောက်ဒီဒမတ်စကတ်မြို့အတွားအတွားမှာသူအဲ့ဒီမြင်းဘွားနေကြပြီးတော့မှာ အနာနီးယပ်စီတောင်းရနေတယ်ပြီးတာနဲ့ဘာလုပ်တာလဲဆိုရင်သူဟာဂျေရုဆလင်ကိုသွားပြီးတော့မှနောက်ဒီတပည့်တော်ကြီးတွေနဲ့ယေရှုသခင်ရဲ့တပည့်တော်ကြီးတွေနားမှာတုံးနဲ့တုံးကိုအတူနေခဲ့တယ်ဆိုတော့အဲ့မှာတပည့်တော်ကြီးတွေယေရှုသခင်ရဲ့တပည့်တော်ကြီးတွေရဲ့နော်ဒီမိစာတရားပူဇော်ခြင်းကို မြင်တွေ့ရခြင်းဟာယေရှုသခင်ကိုတော်တိုင်နော်ယေရှုသခင်ကိုတော်တိုင်မိစာတရားတော်မြတ်ကို ကျင်းပတယ်လို့ပဲသူ့မြင်ရတယ်သူ့ခံစားရတယ်သူ့ယုံကြည်တယ်သူ့လက်ခံတယ်ဒါကြောင့်မလို့ယေရှုသခင်ဒီနောက်ဆုံးညစာစာပွဲကိုတည်ခင်းနေတာကိုတန်ဖိုးသူ့မျက်စိနဲ့တက်အကြီးသူ့မြင်ခဲ့ရပြီမဲ့ယေရှုသခင်တပည့်တော်ကြီးယေရှုသခင်နဲ့အတူနောက်ဒီနောက်ဆုံးညစာစာပွဲကိုနောက်ဒီစာသုံးခဲ့တဲ့တပည့်တော်ကြီးတွေရဲ့ဒီမိစားတရားပူဇော်ခြင်းယုခရစ်ဆိုတဲ့နော်ဒီပွဲတော်ကိုကျင်းပခြင်းဟာ ယေရှုသခင်ကိုရော်တိုင်စိမ့်ကြွပြီးတော့ကျင်းပါတယ်သူခံစားရတာဒါကြောင့်မို့သူ့မျက်စိနဲ့ယေရှုသခင်နော်ဒီမိသားတရားယုခရစ်ပူဇော်ခြင်းကို ကျင်းပါတော့တွေ့လေတွေ့ရတယ်လို့တွေ့ခဲ့တယ်လို့သူကိုယ်တိုင်အဲ့လိုဆိုခြင်းချက်ပါတယ်တကယ်တော့သူကိုယ်တိုင် တွေ့ဘူးဒါပေမဲ့တပည့်တော်ကြီးတွေရဲ့လောက်ဆောင်ချက်တရားတကယ်ယေရှုသခင်ကျင်းပါနေတာနေတယ်လို့ပဲသူခံစားလိုက်ရတယ်သူအဲ့လိုယုံကြည်တယ်အဲ့ဒါကြောင့်ပဲ ဒီမုံတော်မင်္ဂလာစကားရွတ်ဆိုပြီးရဲ့ခါမှာမုံတော်လို့ဒီပုံမှန်ရမြင်ရပြီမဲ့ဒါမုံတော်မဟုတ်တော့ဘူးအသားတော်ဖြစ်သွားတယ်စပြင့်ကြီးကလည်းမင်္ဂလာစကားရွတ်ဆိုတဲ့ခါမှာနော်ဒီအနဲ့ရတာမပြောင်းလဲပြီမဲ့ဘာဖြစ်သွားတာလဲသူ့ရဲ့အဖြစ်နော်ဒီနဲ့နဲ့ရသူ့ရဲ့အဖြစ်ကကြောင်းလဲသွားတယ်ဒါသွေးတော်ဖြစ်သွားတယ်ဆိုတာကိုကက်သလစ်သာသနာတော်ကြီးကတောင်းတယ်နော်လားတောင်းတယ်နဲ့ဒီလိုယုံကြည်တယ် ဟာဒီလိုပုံကြည့်တယ်တခါပြန်ပြီးတော့မှ now father တို့ဒီ melchizedek ပထမကျမ်းစာကိုမြတ်ထဲမှာ melchizedek အကြောင်း father တို့ကြားတယ်အဲ့ဒီမှာ abraham ကစက်တိုက်ပြီးမှပြန်လာတယ်ပြန်လာတဲ့အခါမှာစက်နိုင်ပြီးတော့မှပြန်လာတော့အဲ့ဒီစက်တဲကနေရလာတဲ့ပစ္စည်းတွေထဲကနေဆယ်ဖို့တဖို့တော့ဒီယဟန်အကြီးကြီးဖြစ်တဲ့ယစ်ဘရိုဟိတ်စက်တဲ့ မယ်ကိဇက်ဒက်ကိုပါဘီမှာပူဇော်တယ်အဲ့ဒီကမှာမယ်ကိဇက်ဒက်ရဟန်းချုပ်ကြီးအပါလောက်တာလေဆိုရင်မုတ်နဲ့စကြည့်ရင်ယူပြီးတော့မှပူဇော်တယ်ဆိုတဲ့အကြောင်းကျမ်းစာမှာပေါ်ပြထားပါတယ်နော်အဲ့ဒီမှာသူပူဇော်ရခြင်းကဘာကြောင့်လဲအာဗြဟံကိုဘုရားသခင်ပေးလိုက်တဲ့ဒီစပွဲအောင်မြင်ခြင်းရဲ့အထိမ့်မှန်နေတဲ့ဖရာသခင်ကိုကျေးဇူးဆက်တယ်ကိုဖြစ်ပါတယ် ဒါကြောင့်မို့ Father တို့ Catholic သာသနာတော်ဟာဘာပဲလုပ်လို့နော်လားမိစားတရားတော်မျိုးကိုပထမတန်းစားဝတ်ပြုခြင်းဖြစ်နေအရင်ကတတ်မှတ်တယ်။နော်ပထမတန်းစားဝတ်ပြုခြင်းအနေနဲ့ Father တို့တတ်မှတ်တယ်။နော်ပြီးတော့မှကြံတဲ့အရာတွေလားဒါကြီးညိုခြင်းကဒါဒုတိယတန်းစားတွေမှာ Father တို့ရောက်သွားတယ်။ဆိုတော့ဒီမိစားတရားတော်မျက်ပူဇော်ခြင်းဟာဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပါတယ်။ ဖခင်တခင်ကိုတိုက်ရိုက်ဖာသာတို့တိုင်တယ်ပြီးတော့မှပြုတ်တယ်ဝတ်ပြုတ်ရှစ်ကိုကိုးခဲ့ခြင်းဖြစ်ပါတယ်ဖခင်တပါးကိုပဲနော်ဖာသာတို့လှူဆောင်နေကြရဖြစ်တယ်နော်ဒါကြောင့်မလို့နော်ဒီဖာသာတို့ဒီမိစားပြားပူဇော်တဲ့အခါမှာမုံတော်နဲ့စပြစ်ရေကိုအသုံးပြုတယ်ဆိုတာယေရှုသခင်ကိုရော်တိုင်းကျင်းမာခဲ့လို့မှန်တယ်ဒါပေမဲ့ယေရှုသခင်ရဲ့ဖြစ်တော်ကိုဓမ္မအောင်ကာလမှာကြိုးကြိုးတင်တယ်ပြီးတော့မှာ မယ်ကီဇက်တက်ကဘာလို့တားခဲ့တယ်လဲဆိုရင်ကြိုတက်ပြီးတော့မှเนาะယေရှုသခင်ဖြစ်တော်ကိုသူကရှင်းတယ်ခဲ့တယ်။ဒါကြောင့်မို့ Father တို့ဒီယဟန်အိတ်ကတန်တဲ့အခါမှာတန်သည်မယ်ကီဇက်တက်နေသူထာဝရယဟန်ဖြစ်၏ဆိုရက်အဲ့ဒီเนาะကြမ်းချက်ကိုအငြဲရမယ် Father တို့ရဲ့ယဟန်အိတ်ကတန်ဝဲဒီမှာဘယ်ယဟန်အိတ်ကမှာဖြစ်ဖြစ် Father တို့ဟာဒီကြမ်းချက်ကိုအငြဲရမယ်အတုံးပြူတာ ဘာပြနေတာလဲဆိုရင်ကိုယ့်ရဲ့ father တို့ခံယူထားတဲ့ဒီယဟန်ဘဝရဲ့ဗီဇကဘယ်မှာအခြေတည်တာလဲဆိုတာကိုပေါ်ပြနေတာအဲ့တော့ပေါ်ပြနေတာဘာကြောင့်လဲမယ်ကိဇတက်ရဲ့ယဟန်တစ်တော်ဘယ်ကစတယ်လဲဘယ်ကဆုံးသွားတယ်လဲကျမ်းစာထဲမှာမပေါ်ပြထားဘူးဒါကြောင့်လို့မယ်ကိဇတက်ရဲ့အကန့်ကန်တာဟာပြောမယ်ဆိုရင်ယေရှုသခင်တမန်တော်ကာလမှာတော့ဒီပေါ်ဆောင်မဲ့ ရှင်တယ်မဲ့လုံဆောင်မဲ့ဟဲ့လားနော်အသက်တာအမှုတော်ကိုဒီဓမ္မအောင်ကာလမှာမက်ဂီဇတဲ့နော်ဒီပုံရိပ်ကဒါပေါ်ပြသွားတယ်ဒါကြောင့်မလို့ဒီမက်ဂီဇတဲ့ကဘာတူလဲဓမ္မအောင်ကာလမှာယေရှုသခင်ကိုနော်ဒါပေါ်ပြခြင်းဖြစ်ပါတယ်ဆိုတော့တပသက်မှာကျတော့ယေရှုသခင်ကိုနော်ဖာသာရူဟာနော်ပေါ်ပေါ်တဲ့နဲ့ရှင်းရှင်းနဲ့နဲ့ ွင်းဝင်းကဖာဒါတို့တွေ့ရတယ်သိရတယ်ဖူးရတယ်ဒါမဲ့အဲ့ဒီဓမ္မအောင်မှာကြတော့ဖာဒါတို့ဟာမယ်ကိဇက်ဒန်ဘယ်လိုပေါ်လာသလဲဘယ်ကနေစသလဲနောက်ဖာဒါတို့မသိရဘူးဒါပေမဲ့သူ့ကိုယ်တော်ဖြင့်ဆာလင်မြို့ရဲ့ဘယံလို့သတ်မှတ်တယ်ဆာလင်မြို့ရဲ့ဘယံဆိုတာကဆာလင်ဆိုတာကဂျေရုဆလမ်ကိုခေါ်ရဲဆိုတဲ့ကြောင်းအရင်အရင်ကျမ်းစာထောက်ရှုတဲ့ချိန်တုန်းကဖာဒါပြောခဲ့ပြီးပါပြီဆိုတော့ဆာလင်ဆိုတာက ငြိမ်းချမ်းရေးမြို့လို့ခေါ်တယ်ဂျေရုဆလင်ဆိုတာဖျားသခင်เนาะဒီအောက်ချုပ်တဲ့ငြိမ်းချမ်းသောမြို့လို့အထိပ္ပယ်ရဆိုတော့အဲ့ဒီဂျေရုဆလင်ကเนาะဖျားရဲ့เนาะဒီစံမြန်းရာဗိမာန်တော်ရှိတဲ့နေရာချက်တယ်ဒါကြောင့်မို့ဒီမက်ကြီးစတဲ့ကဓမ္မအောင်ကာလမှာဒီဓမ္မသက်မှာပေါ်လာမဲ့ယေရှုသခင်ရဲ့အဖြစ်တော်ကိုနော်ဖာသာတို့အဲ့တကွက်လေး မြင်တွေ့လိုက်မြင်တွေ့ခွင့်ပေးလိုက်တာဖြစ်ပါလေ။လာနာမြင်တွေ့ခွင့်ပေးလိုက်တာဖြစ်ပါလေ။ဆိုတော့မယ်လီဇက်တက်ကလည်းပဲမုံတော်နဲ့စကြည်ရည်ယူပြီးတော့မှပူဇော်ခဲ့တယ်။ဓမ္မသက်ကာလမှာယေရှုသခင်သူ့ရဲ့လောကတတရဲ့နောက်ဆုံးနောက်ဒီဒုတိယနေ့မှာဗာလုပ်လိုက်တာလေ။မုံနဲ့စကြည်ရည်ယူပြီးတော့မှဖရာသခင်ကိုဂျေဇုဆက်တင်ခဲ့တယ်။နော်ဂျေဇုဆက်တင်ခဲ့တယ်။ဒါကြောင့်မို့ယုခရစ် ဆိုတဲ့ဒီစကားလုံးဟာနော်ကက်သလစ်အမေကက်သလစ်သာသနာတော်ကြီးဟာနော်ထွင်ပြီးတော့မှတောင်းလိုက်တာမဟုတ်ဘူးတကယ်လှုပ်ဆောင်ခဲ့တဲ့အမှုတော်တွေကိုနော်ဖာသာတို့မလုပ်တာလေဆိုရင်သေသေးချာချာဆန်းစပ်ပြီးတော့မှနော်ဒီသာသနာရဲ့ဖခင်ကြီးတွေကနော်မှန်ကန်တဲ့ဝဟာရကိုအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဖာသာတို့အားလုံးလည်းဟလာနော်ဖျားရှင်ကို ဂျေဇုဆက်တန်တဲ့နေရာမှာအကောင်းဆုံးတော့ဂျေဇုဆက်တန်တဲ့ဝတ်ပြုဆူတောင်းခြင်းကမိစားတရားပူဇော်ခြင်းဒါမှမဟုတ်ဖာသာတို့တော့ဂျေဇုတော့ခံစားရသူဖြစ်စေဂျေဇုတော့တောင်းခံတဲ့အခါမှာဖြစ်စေပြီးတော့မှဖာသာတို့အနေနဲ့ဟဟလာနော်ဂျေဇုတင့်ခြင်းအမှုတစ်ခုခုကိုပြုလုပ်တော်မူဆိုရင်တခြားမိလန်းတွေနဲ့လုံဆောင်တာတဲ့မိစားတရားတော်မြတ်ထဲမှာတော့ဒီလူတွေကပ်ပြီးတော့မှဖာသာတို့ရဲ့ရည်ရွယ်ချက်အတွက် ဘုရားသခင်ကို Father ရောဟာယေရှုဆက်တယ်နေရှိတယ်။အဲ့ဒါဘာကြောင့်လဲဆိုရင်တော့ဒီမိစားတရားတော်မြတ်လို့ Father အလွယ်ခေါ်တဲ့ Eucharist ကယေရှုဆက်တယ်ခြင်းအမှုတော်ဖြစ်တဲ့ယေရှုဆက်တယ်နဲ့ဝတ်ပြုရှိခိုးကိုပဲခြင်းဖြစ်တယ်။ဝတ်ပြုကိုပဲရှိခိုးကိုပဲခြင်းမှာအမြင့်ဆုံးသောယေရှုရှိခိုးကိုပဲခြင်းဖြစ်တယ်။ပြီးတော့မှဖရာသခင် အနက်သက်ဆုံးသောပုပ္ပျုရှိကိုကိုးကွယ်ခြင်းဖြစ်တဲ့ဆိုတော့ဤတဲ့အပြင်ဖာသာတို့အနေနဲ့နောက်မိစားတရားတော်မြတ်ကိုဘယ်တော့မှလာပုတ်ပုတ်တန်တန်မထားဖို့ပြီးတော့မှမိစားတရားတော်မြတ်ကိုဖာသာတို့ကနော်မလက်ဟန်ဖို့အတွက်ကြိုးစားကြမှာဆိုကရောမြတ်ဆက်ပြန်မှန်တူလည်းပဲနောက်ဖာသာတို့ချစ်မြတ်နိုးနိုင်ဖို့ယုံကြည်အားကိုးနိုင်ဖို့ဟုတ်လားကရောဒီယေရှုတော်ကိုဆုတောင်းကြပါစို့ပြီးတော့မှနှစ်ဖန်ကနော်ချစ်နိုင်လို့ရှိရင် နော်အ ਨੇ ဆုံးနော်လားနာယီဝက်တနာယီလောက်ကုရမြတ်ဖူးညွန်ခြင်းကိုဖြစ်လို့ဖို့အတွက်လည်းဖာသနေနဲ့တိုက်ပွန်းကြည့်ဘုရားစီဖျားတခင်ဒီတနုံးနေရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေအလုံးစုံကိုတက်နိုင်တော်မူသောခမီးတော်တားတော်တန်ရှမ်းတော်ဝိညာဉ်တော်ဖျားရဲ့နာမတော်မြတ်နာကျွန်ုပ်လက်တင်ဉာဏ်၎င်း ဖျားကြီးတန်ရှင်းတော်မယ်တော်မာရီယာမယ်ရောကျော်စောသောခင်မောနာတန်ဆူစေတရားတမန်ပေါင်းသူတော်သူမြတ်ပေါင်းပရော့ဖက်ပေါင်းတရားတော်ကြောင့်တေခံတော်သူပေါင်းတိလာတဲ့ပေါင်းယဟန်နာပေါင်းတို့တောင်းလျှောက်ပြီးခြင်းမြန်၎င်းတင်တို့နိုင်နဲ့ဆိုးဤတကူတက်ပြီးရှိသည်မြနဲ့ယောဂဘိပြောက်ပေါင်းအထူးသဖြင့်မတရားအကျံတက်ဆစ်စမိတ်စာတို့ပြီးနေဉဉ်ဆက်နေစေခြင်းကြောင့်တက်ရှုပ်သွေးဖက်ရုပ်မှာပတ်သက်မှုညာဒီပြီးလေးပြီးရေးပြီးစစ်ပြီးဘာဝပြီးလူရုပ်မှာတို့ဤဖန်ပြီးတော့ဘေးဆိုးများအားလုံးမှာကျင်းဝေးကြရပါစေတော့ အာမင်ပြည်သူတည့်ရလုံးပါအောင်လို့ရေးတော်ပုံပုံချအေကန်ရဲ့အမှန်အောင်းမအောင်းမအောင်းလဲအောင်းနေပြီလာကြဒုဒုယုံကြဆုံးနောက်ဆုံးလှိုင်းအိမ်ပြန်လှိုင်း